န်သူကိုလွတ်ပေးလိုက်ပြီဆိုလို့ရှိရင်ယန်သူကဘာလုပ်မယ်ထင်လဲဖြက်စည်းဖို့ပဲသူကချောင်းမြောင်းမှာပေါ့အရက်လေးမျက်နာမှာရှိတဲ့လူသားတွေအားလုံးကိုစုယုံပြီးတော့မှစစ်တိုက်ဖို့ရန်အတွက်တန်ရှင်းတဲ့ဘုရားရဲ့ယေရုရှလင်မြို့ကိုပတ်ပတ်လဲဝိုင်းထားလိမ့်မယ်အဲ့ဒီအချိန်မှာဘာဖြစ်မလဲမသိလားဘုရားသခင်ကနေကောင်းကင်ကနေမီးချပြီးတော့မာနနဲ့တကွသူ့ရဲ့လုံးသူနဲ့အတူတူပါတဲ့သူအားလုံးကိုကောင်းကင်ကမီးတဲ့နော်သူကရှို့မှာဖြစ်တယ်ဟာလေလုယအဲ့ဒါပြီးတော့မှပဲဘာဖြစ်လာမလဲဆိုတော့နော်တကယ်ကို ခခမီးတော်ဖရာသခင်ရဲ့ပလင်ဖြူတရားစီရင်ခြင်းဆိုတာလာမယ်ခရစ်တော်ရဲ့တရားစီရင်ခြင်းနဲ့ခမီးတော်ဖရာသခင်တရားစီရင်ခြင်းမတူဘူးခရစ်တော်ရဲ့တရားပလင်စီရင်ခြင်းကကြတော့ကျမတို့ယုံကြည်သူတွေအတွက်ဖြစ်တယ်ခမီးတော်ဖရာရဲ့တရားပလင်စီရင်ခြင်းဒီဖြူသောပလင်ဆိုတဲ့အရာကတော့တကဘာလုံးနဲ့ဆိုင်တဲ့သူလူဖြစ်ခဲ့ဘူးတည်းများသူအားလုံးကိုစီရင်မဲ့အရာဖြစ်တယ်ဟာလေလုယာအဲ့ဒီအချိန်မှာဖရာကဘလို့ဖော်ပြထားလဲဆိုတော့ကြီးဆောင်ခြင်းထဲမှာပါခဲ့တဲ့သူတွေကတော့တဲ့ မရဲသွားကြမလို့လေအစီရင်ချင်းနဲ့လွတ်တယ်ဒီထဲမှာပါတဲ့သူတွေပဲဖြစ်ရမယ်အခုထိုင်နေပြီးတော့နောက်ကဘတော်ကိုနားထောင်နေတဲ့သူတွေဖြစ်ရမယ်နောက်ကဘတော်ကိုဆောင်ရနေတဲ့သူတွေဖြစ်ရမယ်ဟာလေလုယာအာမင်အာမင်အဲ့ဒါအဲ့အရာတွေပြီးသွားပြီဆိုတာနဲ့ဘုရားခင်ကမာနနဲ့တကွဘုရားကိုယုံကြည်လက်မခံမဲနဲ့စန့်ကျင်တဲ့သူတွေအားလုံးကိုကဲ့နဲ့လောင်တဲ့မင်းကြီးအိုင်ထဲမှာအပိသက်ထားမယ် ပြီးရင်ဘုရားကဘာလုပ်လဲဆိုတော့ကျွန်တော်တို့တယောက်ချင်းဆိုင်အတွက်ကောင်းကင်တင့်တဲ့မြေကြီးတစ်ကိုဖန်ဆင်းမှဖြစ်တယ်ဟာလေလုယာဝါအဲ့ဒါကဘုရားရဲ့ plan ဒါဒါကိုကျွန်တော်တို့မသိထားဘူးဆိုရင်ကျွန်တော်တို့ယူပါယုံမရှိຢາໄດ້တော့မရှိဘယ်လိုလုပ်ဆောင်မလဲမသိဘဲနဲ့ water water create နေပဲဖြစ်နေလိမ့်မယ်အာမင်ဒါအခုကျွန်တော်တို့ဘုရားရဲ့ plan ကိုမြင်သွားပြီကဲဆက်ပြီးတော့သွားမယ် ဲ့တော့အခုကျွန်မပြောနေရတာကဟာဆီမရေကျွန်မကျွန်တော်တို့ကျွန်မတို့ကချီဆောင်ခြင်းလာရင် ပြီးသွားပြီနေအခုနပြောခဲ့တဲ့ခုနှစ်တာကာလမှာအုတ်ချုံမဲ့နော်မိစ္ဆာပရောဖက်တို့သားရဲတို့နဲ့စုံစရာအကြောင်းမရှိဘူးလေလို့ပြောကောင်းပြောလိုက်မယ်မှန်တယ်တို့ပေမဲ့ကြံခဲ့ဘယ်လိုလုပ်ยังคงว่าล่ะ ာမင်းမထူးနိုင်တော့เนาะကြင်ခဲ့ရင်ခုနှစ်တက်ကာလမှာဆက်ပြီးတော့ဖြစ်တမ်းရအောင်မှာနားလေးကြည့်ရှင်เนาะငါကြင်ခဲ့ရင်ဆိုတော့နောက်ဆုံးရနောက်ဆုံးလေးပြားခင်အဲ့ခုနှစ်တက်မှာဂျေဇူးထပ်ပြီးပါအပြုတ်အောင်လဲတလားအဲ့ဒီယေရှုခရစ်တော်ဟာအသက်ရှင်နေဘုရားပဲသူ့ရဲ့သားသမီးတွေကိုချီဆောင်သွားပြီဆိုတော့ နမိတ်လက္ခဏာကိုအောင်းမိတ်သတိရပြီးတော့မှအဲ့ခုနှစ်ခုနှစ်နှစ်တာကာလအတွင်းထဲမှာမာနက်ကပေးတဲ့နမေနဲ့မာနက်ကပေးတဲ့666ဆိုတဲ့အမတ်တစိတ်ကိုနဖူးနိုင်တော်လကောင်လက်နိုင်တော်လကောင် မတင်ဘဲနဲ့အဲ့ဒီခမီးတော်ဖရာသခင်တားတော်ယေရှုခရစ်တော်ရဲ့နာမအတွက်ပဲအသက်ရှင်မယ်လို့ဆုံးဖြတ်ချက်ချတဲ့သူတွေကတော့ဒေဝင်းဖြတ်သက်ခံရမယ်။အဲအခုယုံရင်ယုံမယုံရင်လည်းဘင်းဖြတ်ပြီးတော့ကောင်းဝင်တက်လို့လည်းရပါသေးတယ်လို့ လက်ဖင်ဖြတ်ခံပြီးတော့ချက်ချက်စီပေးထားတယ်အဲ့တော့အခုဂျေစုတော်အချိန်ကာလမှာဖျားပေးတဲ့ဂျေစုတော်ကိုတော့ယူသွားကြပါနောင်တရခြင်းနဲ့ယူသွားကြပါလွလွလပ်လပ်နဲ့ယူသွားကြပါအာမင်နောက်ကြတော့ဒီကျွန်မမဖြစ်စေခြင်းဘူးနောက်ကြခြင်းနဲ့မှာအဖို့ခပေးခြင်းဆိုတော့အမြဲတမ်းလိုက်လာတယ်ညီကောင်မောင်မတွေ ဒါကြောင့်အဖိုးခနဲ့မြေရင်မြက်ခွနဲ့သွားကျင်နေဆိုရင်လေတော့ကျမမတားပါဘူးကိုယ်သဘောပါပဲနော်သို့ပေမဲ့လည်းကျမချစ်ရတဲ့မိသားစုဝင်တယောက်ချင်းချင်းကိုချီးဆောင်ခြင်းနဲ့မှကျမပါသွားစေချင်တယ်အာမင်ကဲအဲ့တော့ဆက်ပြီးတော့သွားမယ်ပရတိညာမှာဘာကိုတွေ့ရတယ်လဲဆိုလို့ရှိရင်ယုတ်တုကို အသက်သွင်းတဲ့ယုတ်တုကိုစကားပြောအောင်မိစ္ဆာပရောဖက်ကလှုပ်လိုက်မယ်ယုတ်တုကိုအသက်သွင်းတဲ့ယုတ်တုကိုစကားပြောအောင်လှုပ်လိုက်မယ်အဲ့ဒီအရာကိုမျက်စံပြီးတော့မှ အဲ့ဒီအရာကိုမြင့်ဆန်ပြီးတော့မှနေရမယ့်ကိစ္စမဟုတ်အစင်းစားကြည့်လိုက်တဲ့အခါမှာဒါမလွယ်ဘူးဘာဖြစ်လို့လဲဆိုတော့ရုပ်တုကိုမကိုးကွယ်ဘူးဆိုလို့ရှင်သူကအသေးသက်ခံရမှာအသေးသက်ခံရမှာအဲ့ဘေးဒဏ်ကြီးကလာခုနှစ်နှစ်ထဲမှာဖြစ်ပြန်နေမယ့်အရာကိုပြောပြရအောင်နော်အဲ့ဒီဖြစ်ပြနေပတ်သက်ပြီးတော့ဘယ်ဓာရိုက်ကျန်းလို့ပြောပြီးဆိုဘယ်ကိုသွားပြီးတော့ချိတ်ဆက်ပြီးတော့ကြည့်ရတယ်ဆိုရင်ဒန်ရီလာနာဂတိကြောင့်ကြည့်ရတယ်ဒန်ရီလာနာဂတိကြောင့်ခန်းကြီး၃ကိုဖက်လိုက်မယ်ဆိုလို့ရှင် တော့ကျွန်တော်တို့မှတ်မိကြမှာပါအခုဒီဗျာဒိတ်ကျန်73ထဲမှာဖော်ပြထားတဲ့အရာတွေအားလုံးကိုအတိအကျတွေ့ရတယ်